အားလုံးပဲမိင်္ဂလာပါရှင် PNY Fashion and Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဝင်ပြပေးခြင်းနဲ့ပတ်တန်လေးကတော့ဒီချက်ပုံမှန်ဝတ်ပြပေးထားရတယ်မီနီစကတ်လေးရဲ့ပတ်တန်လေးကိုဆွေးနွေးလေးအကြောင်းဝင်ပြပေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ကတချို့ရစကပ်ပတန်လေးရဖို့ဆိုလို့ရှိရင်ပထမဦးဆုံးတချို့ရအဖော်မူလာထဲမှာကိုယ်တိုင်းကိုရရှိထားတဲ့အတိုင်းအတာလေးကိုထည့်ပြီးတော့မှတွက်ထားပေးဖို့လိုပါမယ်ဖော်မူလာကရရှိလာတဲ့အမှတ်ကလေးကိုတချို့ရကအာမြင်သိသိမှသတ်မှတ်ပြရမှဖြစ်တဲ့အတွက်ပထမဦးဆုံးကိုယ့်ရဲ့အတိုင်းအတာနဲ့ဒီလိုဖော်မူလာလေးကိုတချို့စသင့်ပြီးတော့မှတက်မှုလေးရအောင်တွက်ထားပေးဖို့လိုပါမယ် ပထမအဦးဆုံး mini skirt pattern လေးရဖို့အတွက်ကျေတို့ဆံရွက်ရဲ့အပေါ်ဘက်ကနေပြီးတော့မှကျေတို့ထောက်စံအတိုင်းပဲ 5cm မြင်းလေးဆွဲပါမယ်ဒီ 5cm မြင်းလေးကတော့ကျေတို့ခါမြင်းလေးပဲဖြစ်ပါတယ်ခန်းမြင်းလေးဆက်ပြီးသားပြီဆိုရင်တော့ဒီချေတို့ကနောက်ထပ်ဒီချေတို့မိမိတို့ကိုယ်တိုင်းမှာရရှိထားတဲ့အမှတ်ကလေးတွေကိုချေတို့မှတ်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်ဒီချေကဒီချေရဲ့ကိုယ်အတိုင်းနာမရရှိထားတဲ့တင်အမြင်လေးမှတ်ပါမယ်။ စကက်ရဲ့အခြေလေးမှတ်ပါမယ်ကျတို့အခြေလေးကတော့ကျတို့ mini skirt ဖြစ်တာမို့လို့ကျတို့38 cm ကနေ42 cm လောက်ထိယူပေးရင်ရပါပြီ။ဒါလေးကတော့ကျတို့စကတ်အခြေမြင်းလေးပဲဖြစ်ပါတယ်။ကျေကတော့စကတ်အခြေမြင်းလေးကို42 cm ထားပြပါရစေ။ ုဒီချေကဒီချေကနောက်ထပ်လေးအတွက်ဆိုလို့ရှိရင်ခါမီလေးမှာခါမတ်မတ်ပါရမယ်ဒီခါမတ်လေးကတော့ဒီချေခုနပြောတဲ့ formula လေးတွေကရရှိရဲ့ဒီချေတို့တန်ဖိုးလေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီချေကတော့ဒီမှာဆိုလို့ရှိရင်ဒီချေ formula လေးပတ်ထွက်လာတဲ့ခါမတ်လေးကိုခါမြေပေါ်မှာမှတ်ပါမယ်။ နော်ဒီချေရိုတွက်လို့ရတယ်တင်အမတ်ကလေးမှတ်ပါမယ်တင်အမတ်ကလေးကိုတော့ချေရိုခါမင်းပုံမှာရောစက်အရှိမင်းမှာတစ်ခုလုံးမှာမှတ်ပေးရမှာဖြစ်ပါတယ် နာကြချင်ရောယခုလိုခိုင်းမင်းကနေပြီးတော့မှစက္ကအချိန်မြင့်အထီးမြင်းဖြောင်းလေးဆက်ဆွဲပြလိုက်ပါမယ်။နာကြချင်ရောခိုင်းမက်လေးနဲ့တဲမက်လေးကိုယခုလိုလေးဆက်ပြပါမယ်။နောက်တော့ကြချင်ရောခိုင်းမင်းလေးကိုတဝက်ဝက်ပါမယ်။တဝက်ဝက်ပြီဆိုရင်တော့တင်းကြီးပုံကိုဓာတ်မက်ကြမ်းလေးဆွဲပါမယ်။ ။နောက်တင်းမြင့်ကနေအပေါ်ဘက်ကို10စင်တီမီတာရှိတဲ့မြေလေးမှတ်ပါမယ်။နောက်ဒီကျော်ကိုဒေါက်စာအမှတ်ကလေးမှတ်ပါမယ်။ဒေါက်စာလေးက3စင်တီမီတာဖြစ်တာမို့တစ်ဖက်စီကို1.5စင်တီမီတာစီမှတ်ပါမယ်။အမှတ်လေးမှတ်ပြီးရင်တော့ယခုလိုလေးဆက်ဆွဲပါမယ်။ နောက်တစ်ချက်တော့အာနာကနေပြီးတော့မှဆိုတော့ပေါက်ပတ်ပုံ1 cm မြင်လေးမှတ်ပါမယ်ပါတဲ့1 cm မက်ကလေးอ่ะဆိုရင်အောက်အနား white တွေဖြစ်တာမို့ကျွန်တော်၃ဘိုင်းပိုင်းပြီးတော့ယခုလိုပေကွင်းလေးသုံးပြီးတော့မှ စကန်နာလေးကိုဝတ်ပေးပါမယ်။ ဒီချာတော့ဘေးဘက်ကိုတော့ဒီချာတို့ကနောက်ထပ်လေးကိုခောက်ချောင်းလေးလူပြီးညက်ပေးရမှာမို့ခောက်ချောင်းတင်ပြတာလေးတက်ထားပြပါရယ်။နောက်ဒီချာတို့ဒီတင်ဘက်ချမ်းလေးကိုလည်းပြပြပြလေးပြအောင်လို့ပေကွေးလေးသုံးပြီးတော့ယခုလူလေးပြပေးလို့ရပါရယ်။ ဟာတချေရူရဲ့စကပ်ပတန်လေးอ่ะဆိုရင်အာခါလေးဟာအနေငယ်လေးပုံနေတဲ့ပတန်ဒီဇိုင်းလေးဖြစ်တာမို့လို့တချေကရူပုံမှန်မီနီစကပ်ပုံစံလေးချက်အပေါ်ဘက်ကို1.5 cm လေးပုံချင်တာမို့လို့ဒီခုလို1.5 cm လေးအပေါ်ဘက်ကိုပို့ပြီးတော့မှတ်ပေးပါမယ် တော်အမှတ်လေးတွေမှတ်ပြီးပြီဆိုရင်တော့ခါမင်းကနေတောက်မကြိုက်ရဖို့လို့မင်းလေးဆွဲပြီးတော့ဆက်ပြီးပါမယ်။ဒေါမင်းလေးတွေကိုလည်းအပေါ်ဘက်1.5 cm ကျကျွန်တော်အတက်ပေါ့နော်အတက်ပြန်ပြီးတော့မှအတက်လေးလေးလေးဆက်ပြီးပါမယ်အခုဆိုရင်တော့ဒီအတက်ကနောက်ထပ်ပတ်တန်လေးရပါပြီ အခုဆိုရင်တော့ဒီချက်တို့က mini scan ရဲ့ရှေ့ရှက်ပတ်တန်လေးကိုဆက်စပ်မှာဖြစ်ပါတယ်။ဒီချက်တို့ scan ရဲ့ရှေ့ရှက်ပတ်တန်လေးဆွဲတဲ့အခါမှာလည်းဒီချက်တို့နောက်ထပ်မှာ several နည်းအတိုင်းပဲဒီချက်တို့လိုအပ်တဲ့နည်းလေးကတော့ခါမင်းတင်ပြနေ scan အရှိမီမီလေးဆက်ဆွဲထားပြဖို့လိုပါမယ်။ရှိချမ်းမှာလည်းဒီလိုတွက်လို့ရတဲ့ခါတက်မှုလေးကိုခါမြဲမှာမှတ်ပါမယ်။ နော်ဖြေတို့တင်းမြင်းမှာဆိုရင်တော့တက်လို့ရတဲ့တဲအမှတ်လေးမှတ်ပါမယ်စကက်အရှိပုံမှာလည်းဖြေတို့တဲအမှတ်လေးမှတ်ပါမယ်နောက်ယခုလိုစကက်အရှိမြင်းနဲ့တင်းမြင်းကိုဆက်ဆွဲပါမယ်နောက်တော့ဒီကျွန်တော်ခါမင်းလေးနဲ့ယခုလိုလေးဆက်ဆွဲပါမယ်နော်တချို့တောက်ဆွဲဖို့အတွက်ခါးမြေပေါ်မှာအလဲမတ်ယူပြီးတော့တောက်မကြားမြင်းလေးဆွဲထားပါမယ်။ ။နောက်တစ်ချက်တော့နောက်ထပ်ကလိုပဲတင်းကြီးကနေပြီးတော့အပေါ်ဘက်ကို7 cm တက်ပါမယ်။နောက်တစ်ချက်တော့ဒေါက်စာလေးကျော်1.5 cm တက်ဖက်စီကိုမှတ်ပါမယ်။ ကျွန်တော်ဒေါင်းမြင်းလေးတွေရပြီဆိုလို့ရှင်เนาะနောက်တစ်ဆင့်အနေနဲ့ဒေါင်းမြင်းလေးကိုစက်ကအရေးမြင့်အထိဆက်စားဆက်ဆွဲထားပေးဖို့လိုပါမယ်ကျွန်တော်ဒီမီလီဟာဆိုရင်တော့ကျွန်တော်ရှေ့ချင်းရဲ့ခွဲဆောင်လေးယူဖို့အတွက်စစ်ဆေးထားတာမျိုးဖြစ်ပါတယ်။ ကျေးရဲ့စကက်အရွေက42စင်တီမီတာ ယူခဲ့တာမို့လို့ခဲချောင်းလေးအတွက်ခန်းကြီးကနေပြီးတော့မှတချို့ခွဲချောင်းခွဲဖို့အမှတ်ကလေးမှတ်တဲ့အခါမှာဒီချက်ကတော့32စင်တီမီတာလောက်မှမှတ်ခင်ပါမယ်ကျေရုပ်ကိုမှတ်လိုက်တဲ့အမှတ်ကလေးကခွဲချောင်းလေးယူဖို့ဖြစ်တာမို့လို့ဒီချိန်ကတော့ခွဲချောင်းတကယ်တလေးတတ်ထားပြပါရနော်ခွဲချောင်းအမှတ်လေးရပြီဆိုလို့ရှိရင်တော့တင်းမြင်းလေးကိုပြပြပြဖြစ်နေစေဖို့အတွက်ပူကြီးလေးသုံးပြီးတော့ယခုလိုလေးဝိုင်းပြပါမယ် နော်တခြားတို့ရှေ့ချမ်းလေးရဲ့ခါဝူဆိုတော့ဟိုဝိုက်ကလေးရစင်တာမျိုးလို့ရှေ့ချမ်းခါပတ်တန်လေးကိုဆွဲတဲ့အခါမှာနောက်ချမ်းလေးနဲ့မတူဘဲနဲ့တခြားရှေ့ချမ်းခါလေးရဖို့အတွက်ဆိုရင်ကျွန်တော်အောက်ဖက်ကို1 cm ဆင်းပြီးတော့ယခုလိုမှတ်ကလေးမှတ်ပါမယ် ကျွန်တော်တို့ဝိုင်းစင်ပြားမှလေးမှတ်ပြီးဆိုလို့ရှိရင်တော့ယခုလိုပေကွေးလေးတုံးပြီးတော့မှဒေါင်းလေးယူတယ်ကဒီလိုလေးယူပြီးတော့မှဝိုင်းပြပါမယ်။ဒါလေးဒါလေးကတော့ကျွန်တော်ရှိချမ်းရဲ့ခါဝိုင်းလေးပဲဖြစ်ပါတယ်။ခါဝိုင်းလေးရောက်ပြီဆိုရင်တော့နောက်တစ်စင်းနေနဲ့နောက်ချမ်းမှာတော့ငါခါလေးဒီချိုအပေါ်ဘက်ကိုအရှိ1.5 cm လေးတက်ခင်တာမို့လို့ကျွန်တော်ရှိချမ်းမှာလည်းအပေါ်ဘက်ကို1.5 cm လေးယူပေးရပါမယ်။ ကျွန်တော်1.5 cm အမှတ်လေးတွေမှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေးကွေးလေးသုံးပြီးတော့မှယခုလိုလေးတည်တည်တတ်လေးဝိုက်ပေးပါမယ်နာဒီဂျေရိုစကက်ရဲ့အောက်အနားအဝိုင်လေးတွေကတော့အောက်ခြေကနေခြေရိုးပုံမှန်တိုင်းပဲ1 cm အမှတ်လေးယူပြီးတော့မှယခု ိုစကတ် white လေးကိုကျွန်တော်ပေကွေးလေးသုံးပြီးတော့မှနောက်ထပ်အတိုင်းပဲ white ပေးပါမယ်အခုဆိုရင်တော့တချို့တို့ရဲ့ mini skirt ခြေစမ်းပတ်တန်လေးလေးရပါပြီ။တချို့တို့ mini skirt ရဲ့ပတ်တန်လေးတွေဆွဲပြီးသားလို့ပြီးမှတော့တချို့တို့ပတ်တန်လေးတွေကိုဆက်ရက်ကနေပြီးတော့မှညှပ်ထုတ်ပါမယ်။ ကျွန်တော်ပလေးပေါ်ရင်ထုတ်ပြင်မှာချုပ်စာလေးကိုပြပြပေးပါမယ်။ထုတ်စာလေးတွေကတော့ကျွန်တော်အောက်ဘက်ကို2.5 cm ယူပါမယ်။ဘေးဘက်2 cm ယူရပါမယ်။နောက်ခါကိုကျွန်တော်ချုပ်စာ1 cm လေးထုတ်ပြပါမယ်။နောက်ဒီကျွန်တော်ခွဲဆောင်လေးအတွက်ကတော့1 cm စီတစ်ဖက်ကိုယူပေးရပါမယ်။ ဒါလေးကတော့ဒီချေတို့နောက်ထပ်ချုပ်စာလေးယူနေနေပြပေးမှာဖြစ်ပါတယ်နောက်ထပ်မှာလည်းဒီချေတို့ရှေ့ကျန်းအနေနဲ့အောက်ဘက်ကိုချုပ်စာ2.5 cm ယူပေးပါမယ်ပေးဘက်ကို2 cm ယူပေးပါမယ်ခါ1 cm ယူပေးရပါမယ်အခုဆိုရင်ဒီချေကချုပ်စာယူနေလေးကိုပြပြပေးပြီးမျိုးဒီချေဆောင်ရွက်ကနေပတ်တန်လေးတွေညှပ်ပါတော့မယ် ဒါလေးကတော့ဒီချေပတ်တန်လေးတွေကိုဆက်ရိုက်ကိုင်းနေထုတ်ပြပြရတာပဲဖြစ်ပါတယ်။အဲ့တော့ဒီချေကနောက်ဗီဒီယိုမှာဆိုရင်တော့ mini scan ပတ်တန်လေးကိုဖိတ်စာမှာဘယ်လိုညှိရမလဲဆိုတာလေးရဲ့ရှင်းချုပ်ကြီးလေးတွေရဲ့ကိုပြပြပေးသွားမှုရှိတာမို့ဒီဆက်ရဲ့ဗီဒီယိုလေးတွေကို subscribe လုပ်ရတဲ့ဦးဆိုရင် subscribe လုပ်ပြီးအပိသွားမှုဒီမှာနေနော်ပိုကောင်းတဲ့ဗီဒီယိုလေးတွေတို့ပြန်လာကြပါမယ်တတပါ